ကဲအားလုံးပဲမင်္ဂလာပါ Teacher J ပါ English Fast and Easy Lesson 11ကိုကြည့်ရအောင်သုံးစံတိုင်းမှာဒီမှာလဲကျွန်တော်တို့ phrases 6ခုပါမယ်ဟုတ်ပြီပထမဆုံးတွေ့ရမယ့် phrase ကကျွန်တော်တို့ chip in ပေါ့နော် chip in ဆိုတာဝေစုထည့်တာဥပမာကျွန်တော်တို့မုံနေပါပြီစုစားကြလို့တယောက်ကိုဘယ်လောက်စီထည့်ဆိုတာမျိုးကိုကျွန်တော်တို့ chip in နဲ့သုံးတယ် Okay အောက်က example ကြည့်ရအောင် It's Mr. Lee's birthday soon Mr. Lee ရဲ့မွေးနေ့ရောက်တော့မှာတဲ့ Eat uh let's let's ဆိုတာလောက်ကြဆိုပေါ့နော် let's each chip in 20 dollars and buy a gift အဲ့တော့တယောက်ကိုဒေါ်လာ20သီးစုထည့်ပြီးတော့မှငါတို့ buy a gift လက်ဆောင်လေးတစ်ခုဝေချရအောင်နဲ့အဲ့မှာဒီကလူတွေဘာလောက်ကြလဲဒေါ်လာ20သီးသူတို့ထည့်ကြတယ်ဒါမျိုးစုထည့်ကြတာဝေစုထည့်တာကိုကျွန်တော် chip in နဲ့သုံးတယ် okay အဲ့တော့ more examples တွေကြည့်မယ် every summer နွေရာသီတိုင်း my friends and i chip in 100 dollars each to rent a boat ဲ့တော့ຫນွေရာသီတိုင်းငါးတငယ်ချင်းတဲ့ငါနဲ့တယောက်ကိုဒေါ်လာ100စီဆက်တူထည့်ပြီးတော့မှလေငါးရတယ်ပေါ့နော် rent ဆိုတာငါးရတယ် boat ဆိုလေငါးရတယ် my older brothers and sisters chipped in to pay for my education ငါအကူနဲ့အမားတို့က to pay for my education ငါရဲ့ပညာရေးအတွက်သူတို့ဗာလေမြတ်ပြီးတော့မှခံကြရတယ်ပေါ့သူပညာရေးအတွက်သူအကူနဲ့အမားတွေကပေးကြတယ်ပေါ့ chipped in ေးခဲ့ကြတယ်ပေါ့ဒီမှာသူက Vev2 နဲ့ရေးထားတော့เนาะ Okay ဆိုတော့ဒါကတော့ chip pin ရဲ့အတုံးဟောပြီးနောက်ထပ် phrase တစ်ခုကကျွန်တော် drop someone off drop off ဆိုတာလိုက်ပို့တာမျိုးချပေးခဲ့တာမျိုးပေါ့เนาะကျွန်တော်ဘယ်နားမှာချပေးခဲ့ဆိုတာမျိုးပေါ့เนาะလမ်းထိပ်မှာချခဲ့ဆိုတာမျိုး Okay အဲ့တော့ take someone to a place and leave them there တရားကိုအဲ့နေရာကိုခေါ် ခေါ်သွားပြီးတော့မှအဲ့နမှာထားခဲ့တာကိုကျွန်တော် drop off နဲ့သုံးတယ်အဲ့ drop off လုံးမဲ့လူကိုဒီ drop နဲ့ off နဲ့ကြားထဲမှာထည့်ရတယ် okay ကြည့်အောင် i'm going to west mall ငါ west mall ကိုသွားမလို့တဲ့ come on like ခဲ့တဲ့ i'll drop you off ငါမင်းကိုချပေးခဲ့မယ်တဲ့ okay နော် bye thanks for dropping me off ငါကိုလိုက်ပို့တဲ့အတွက်ဒီမှာချပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့ okay နော်ဒါ for for ရဲ့နောက်မှာကျွန်တော်တို့က noun သို့မဟုတ် ing verb လိုက်တာဆိုတော့ dropping me off okay အဲ့တော့ဆက်ကြည့်အောင် could you drop me off at the bank ငါ့ကိုဘဏ်မှာချပေးခဲ့လို့ရမလားတဲ့ sure i'm going to drive right past the bank ငါအဲ့ဒီဘဏ်ရှိရဖြတ်မှာပဲတဲ့ဖြတ်မောင်းမှာပဲပေါ့နော် right drive right past the bank ဆိုတာဘဏ်ရှိရနေဖြတ်မောင်းမှာပဲလို့ပြောတာ okay နောက်တစ်ခု why are you late ဘာလို့နောက်ကျနေရတော့ ਨੇ i dropped sharon off at her house her car broke down I dropped Sharon off at her house. Sharon ကိုသူ့အိမ်လိုက်ပို့ပေးနေလို့တဲ့ Her car broke down. သူ့ကားပြတ်နေလို့ပေါ့နော်။ Okay အဲ့တော့ဒါက drop someone off. အဲ့တော့သူကဘာနဲ့စမ်းကျင်မဲ့လဲဆိုတော့ရှေ့ကကျွန်တော်တို့ lesson 9မှာနေတူတယ်တွေ့ခဲ့ဘူးတယ်ကျွန်တော်တို့ pick up ပေါ့နော် pick pick up နဲ့စမ်းကျင်မဲ့အမှ pick up ဆိုရင်ကျတော့သူကအဲ့ဂျားထဲမှာ pick someone up လို့ရေးလို့ရတယ်။တယောက်ကိုသွားကြိုရင်အဲ့ဒါ pick up သွားပြီးတော့မှလိုက်ပို့ပြီးချပေးခဲ့ရင် drop off ရမလား โอเคဒါ lesson လေးပြန်ချိတ်ပေးတာပါโอเคနောက်တစ်ခု what's the difference what's the difference between a and b ပေါ့เนาะဒီ a နဲ့ b เนี่ยဘာကွာကြတာဒုံပေါ့เนาะโอเคအဲ့တော့ဒီအမျိုးသမီးကဘာလဲဆိုရင် तू ကဒီ necktie က तू က200ဒီ necktie က20အဲ့တော့ကျတော့ဘာကွာတာလဲလို့မေးတာ what's the difference between this tie and that tie ဒီ necktie နဲ့ဟို necktie ဘာကွာလဲ this tie ဆိုတာသူ့လက်ထက်ဟာကို this လို့ပြောတယ် လက်ညှိုးထိုးမိတဲ့ဟာကို that လို့ပြောတယ်ဟိုဟာ this ကဒီဟာ that ကဟိုဟာ this tie and that tie ဒီ tie အင်း tie ဆိုတာ neck tie ကိုပြောရအောင်နော် okay အဲ့တော့ဒီလူကလည်းပြန်ပြောတယ် this one is made of silk ဒီတစ်ခုကပိုးနဲ့လုပ်ထားတာ and that one is made of cotton ဒီတစ်ခုကတော့ဗာလဲရိုးရိုး cotton um cotton နဲ့ပဲလုပ်ထားတာပေါ့ cotton ဆိုတာခြီးပေါ့ခြီးသားနဲ့ပဲလုပ်ထားတာ โอเคเนาะ silk เนี่ยလုပ်တဲ့ဟာ200ဖြစ်မယ် cotton နဲ့လုပ်တဲ့ဟာ20ဖြစ်မယ်โอเคအဲ့တော့ more examples တွေကြည့်မယ် what's the difference between the words large and big အဲ့တော့ large နဲ့ big နဲ့ကြားကားတဲ့ကွာခြားချက်ကဘာတုံးပေါ့เนาะ there is no difference ဘာမှမကွာဘူးတဲ့အတူတူပဲပေါ့โอเคနောက်တစ်ခု what's the difference between these two cell phones ဒီ cell phone နှလုံးကားတဲ့ဘာတွေမတူကြတာတော့ပေါ့เนาะဘာတွေကွာခြားကြတာတော့ ਨੇ one has a digital camera တစ်ခုက digital camera ပါတယ် and the other one doesn't အဲ့တော့တစ်ခုက digital camera ပါတယ်တစ်ခုကမပါဘူးတဲ့ဟုတ်ပြီနော် one one ဆိုတာဒီ one ကဘာကိုညွှန်းလာလဲဆိုတော့အဲ့ဒီဖုန်းလေးကိုညွှန်းလာဒီတစ်လုံးကတစ်ခုကဆိုတဲ့အထိပ်ပဲနော် one has a digital camera and the other one doesn't တစ်ခုကပါတယ် digital camera ပါတယ်နောက်တစ်ခုကတော့မပါဘူးတဲ့ okay ဒါကတော့ဗာလဲ the difference the, the the difference between okay now the and up doing something အဲ့တော့ end up ရဲ့နောက်ကကျွန်တော်တို့က ing verb လိုက်မယ်နော် doing something end up ဆိုတာနောက်ဆုံးတော့ဒါနဲ့ပဲလုံလုံမိသွားတာမျိုးအဲ့ဒါမျိုးကျွန်တော် end up နဲ့သုံးတယ် example ကြီးလိုက်ရှင်းသွားလိမ့်မယ်အဲ့တော့ तू ကဒီမှာ no thanks ဒါလည်း neck tie လည်း तू သွားကြည့်တယ်ဒီပစ္စည်းတွေလည်းဒီအမျိုးသမီးက like ကြည့်တယ်အဲ့ဒီမှာဒီပစ္စည်းတွေလည်းကြည်တယ်ဒါပေမဲ့နောက်ဆုံးကြတော့ဘာလို့ပဲဝယ်ဖြစ်သွားလဲဆိုတော့나이ဝယ်ဖြစ်သွားတယ်အဲ့တော့ I looked a lot of things ငါ စ္စည်းတွေအများကြီးတော့ရှောက်ကြည့်ခဲ့တာပဲတဲ့ but i end up buying this watch နောက်ဆုံးတော့ဒီနာရီကိုပဲဝယ်ခဲ့လိုက်တယ်အဲ့တော့ end up end up ကနောက်ဆုံးလုံးဖြစ်သွားတဲ့အရာကို end up နဲ့သုံးတယ် end up နောက်ကနေ ing verb လာရတယ် okay နော် okay now there more example tim was a bad student tim ကတဲ့ကျောင်းသားဆိုးတစ်ယောက်ဖြစ်တယ် how did he end up becoming a doctor? Tim was a bad student. Tim ကလည်းတိတ်တော်တဲ့ကျောင်းသားမဟုတ်ဘူးပေါ့နော်။လိမ္မာတဲ့ကျောင်းသားမဟုတ်ဘူး။ဆိုးတဲ့ကျောင်းသား။ How did he end up becoming a doctor? Become ဆိုတာဖြစ်လာတာ။ Becoming ဆိုတာဖြစ်လာတယ်ပေါ့။သူကနောက်က ing verb line မှာဆိုတော့ becoming a doctor ဘယ်လိုလုပ်ပြီးတော့မှသူဆရာဝန်ဖြစ်လာတာ။နောက်ဆုံးဘယ်လိုလုပ်ဆရာဝန်ဖြစ်လာတာပေါ့နော်။ Okay. At first, ပထမဆုံး business was good. စီးပွားရေးကကောင်းနေတယ်တဲ့လုပ်ငန်းကကောင်းတယ် but our cost were very high ငါတို့ဈေးနှုန်းတွေကအရန်မြင့်နေတဲ့ so we end up losing money အဲ့တော့ကြတော့ဗာလေအမ်အရှုံးပေါ်တယ်ဗောနော် losing money ဆိုတော့အရှုံးပေါ်တယ် okay နော်အဲ့တော့ end up ဆိုတာကျွန်တော်တို့နောက်ဆုံးဖြစ်သွားတဲ့အရာနောက်ဆုံးလုံးဖြစ်သွားတဲ့ဟာမျိုးကျွန်တော် end up နဲ့သုံးတယ် okay နောက်တစ်ခု you shouldn't have you shouldn't have ကဘယ်ချင်းနေမှာသုံးကြတယ်လဲဆိုရင်ကိုယ်တယောက်ကလက်ဆောင်ပေးတာလို့ပါလို့အခါမျိုးမှာကိုကအာအဲ့ဒါအဲ့ဒါတွေမလိုပါဘူးလို့ပြောတာဟုတ်နော်အဲ့တော့ဒီမှာဆိုရင်ဒီ Mr. Lee ကိုတို့ကဘာလုပ်ကြလဲလက်ဆောင်ဝယ်ပေးတယ်နာကြီးလက်ဆောင်ဝယ်ပေးတယ် you shouldn't have our it's our pleasure it's our pleasure တော့ဘာလဲဆိုရင်ဒါကျွန်တော်တို့ဟိုတယောက်ကိုကူညီလိုက်လို့ကျေးဇူးတင်ပါတယ်ဗျာညာပြောရင်ကျွန်တော်က it's our pleasure လို့ပြောလိုက်လို့ရတယ် โอเคเนาะဒီ Mr. Lee ကိုသူတို့ကလက်ဆောင်ဝယ်ပြလိုက်တော့ Mr. Lee ကပါလဲအာဒါတွေမလိုပါဘူး you shouldn't have ဒါမျိုးလောက်เสียမလိုပါဘူးဆိုတဲ့အဓိပ္ပာယ်โอเค more examples တကြည့်အောင် I bought you this gift ဒါမင်းမင်းတွေ့တဲ့ဒီလက်ဆောင်ဝယ်လာတယ်တဲ့ thank you but you shouldn't have လောက်เสียမလိုပါဘူးတဲ့ကျေးဇူးတင်ပါတယ်ဒါပေမဲ့အဲ့ဒါမလိုပါဘူးတဲ့ it's nothing really အဲ့ဘာမှဈေးမကြီးပါဘူးလို့ပြောချင်တာဘာမှအပန်းမကြီးဘူးလို့ပြောလေရတယ်ပေါ့နော် happy anniversary ျော်ရွှင်သောနှစ်ပတ်လည်းဖြစ်ပါစေပေါ့နော် a gift for me you shouldn't have လက်ဆောင်လားတဲ့ you shouldn't have အားမလိုပါဘူးတဲ့ဒီမှာ a gift for me နောက်မှာ question မလေးပါရဲ့ကျွန်တော်အတန်လေးကိုမြင်လိုက်တယ် a gift for me you shouldn't have အားမလိုပါဘူးတဲ့တော့ဘာပြောလဲ my pleasure ဒီ my pleasure တို့ဘာလို့ရတော့မြန်မာမှာပြောလို့မရှိတဲ့အတွက်ကျွန်တော်ဘာသာမပြောင်းတော့ဘူးအဲ့တော့ my pleasure တို့ it's nothing လို့ဒါလေးရာသူတို့တစ်ဖက်ကကျေးဇူးတင်နေတဲ့အခါမှာကိုကအဲ့ဒါမျိုးလေးပြောလို့ရတယ်ဒါလေးဘာမှမဟုတ်ပါဘူးဆိုတဲ့အထိပ်ပဲโอเคเนาะအဲ့တော့ဘာလဲအောက်မှာလည်းပြောထားတယ် it's nothing and my pleasure are polite replies to thank you thank you လို့ပြောတဲ့အခါမှာကျွန်တော်ရင်ကြီးကြီး reply ပြန်ခြင်း it's nothing ဒါမှမဟုတ် my pleasure ပြောလို့ရတယ်โอเคနောက်ထပ်တစ်ခု now တဲ့ကူက the day after tomorrow the day after tomorrow ကတော့ရှင်းတယ်တပတ်ခါ the day after tomorrow ဆိုတာဘာကိုပြောချင်တာလဲတပတ်ခါကိုပြောချင်တာ how long are you going away for how long are you going away for ဘလောက်ကြာကြာခီးသွားမှာတော့ ਨੇ two nights နှစ်ညတဲ့ we will be back the day after tomorrow တပတ်ခါပြန်ရောက်မယ်တဲ့နှစ်ညသွားမှာဆိုတော့တပတ်ခါပြန်ရောက်မယ်ပေါ့နော် we will be back the day after tomorrow တပတ်ခါပြန်ရောက်မယ်အဲ့တော့ more examples tomorrow is july 3rd မနေ့ပြန်ကအဲ july လ3ရက်နေ့ပေါ့နော် so the day after tomorrow is july 4th အဲ့တော့တပတ်ခါ 4th of July ပေါ့နော် July လ4ရက်နေ့ပေါ့ Okay နောက်တစ်ခု I'm getting married in 3 days အာနောက်3ရက်နေ့ရင်မင်္ဂလာဆောင်တော့မယ်တဲ့ So the day after tomorrow is your last day as a single man အဲ့တော့တပတ်ခါကတဲ့မင်းရဲ့ single ဘဝနောက်ဆုံးပေါ့တဲ့ဟုတ်ပြီနော်အဲ့တော့ in 3 days ဆိုတဲ့ဟာကိုကျွန်တော်တို့ page 12မှာပြန်သွားပြီးတော့မှလေ့လာလို့ရပါတယ် Okay အဲ့တော့ puzzle time grab a pencil grab a pencil ဆိုတော့ကျွန်တော်ခဲတံလေးယူပါအဲ့တော့ဖြေကြရအောင်တဲ့ across across တွေဝင်ဖြေမယ်ဘေးညာတွေ4ပါလဲဆိုရင်4နှစ်ခုတည်းဗျအဲ့တော့ first ပထမဆုံးနဲ့ sue was my girlfriend sue ကငါရဲ့ရီးစာတဲ့ then mary ပြီးတော့ mary တဲ့ then lucy ပြီးတော့ lucy တဲ့ bet i end up နောက်ဆုံးတော့ uff ဒီ4က uff marrying jane ငါနောက်ဆုံးတော့ jane နဲ့ပဲလက်ထပ်ဖြစ်သွားတယ်ပေါ့နော် end up marrying jane okay 5 got it's an overnight trip တညာအိတ်ခရီးတဲ့ we leave tomorrow and we return the day after tomorrow ဘာမနေ့ပြန်ထွက်မှာဆိုတော့တို့ the day after tomorrow မှာ we return the day after the we return အဖြစ်မလဲအဲ့တော့ကျွန်တော်တို့5က the h e d a y d a f t e r ဟုတ်တယ် the day after tomorrow ငါတို့တစ်ပတ်ခါမှပြန်လာခဲ့မယ်နောက်တစ်ခု let's each chip in bot chip chip iron in chip in five dollars and buy fred a birthday present i wrote fred a birthday present we be jaya on it the yoga nga dola di subi roma sepi roma bot okay down down nga one go jima one nga dima every morning minute i on my way to work a lot i my son at his school သူ့ရဲ့ကျောင်းမှာမပါလောက်တာဆိုတော့ drop off ပေါ့ drop my son off at his school သူ့ကျောင်းမှာငါချပေးခဲ့ရတယ်တဲ့ငါသားဦးတဲ့ okay နော်နံပါတ်2က what's the difference between a bicycle and a tricycle bicycle နဲ့ tricycle နဲ့ဘာကွာတော့နဲ့ a bicycle has two wheels bicycle မှာကတဲ့ဘိန်းနှလုံးရှိပြီးတော့မှာ a tricycle has three tricycle မှာတော့ဗာလေဘိန်းသုံးလုံးရှိတယ်တဲ့ okay အဲ့တော့ difference between ပေါ့ဒီမှာ two က B E T W E and between okay na 3ကကြတော့ happy birthday တဲ့ here is a present ဒီမှာ let's on တဲ့ thanks thank you တဲ့ကျေးဇူးတင်ပါတယ်တဲ့ but you shouldn't ဘာဖြစ်မလဲ3 a have h a v e have h a v e have you shouldn't have i'm a loba bu okay အဲ့ဆိုရင် lesson 11ကလည်းဒီလောက်ပါပဲအဲ့တော့ lesson 12မှာပြန်တွေ့မယ်ကျေးဇူးများကြီးတင်ပါတယ်